လူတွေသိကျင်နေကြတဲ့နာမည်ကြီးပရိုဂျူဆာနဲ့သူ့ရဲ့ဂျာဂါကိစ္စကိုပြောလာတဲ့တန်တာမိုးသိမ့်ပရိသတ်များအလုံးမိတ်မင်္ဂလာပါရှင်ဆိုရှယ်မီဒီယာပေါ်မှာလက်ရှိ hot အဖြစ်ဆုံးလူပြောအများဆုံးအကြောင်းအရာတစ်ခုရှိနေပါတယ်ဒါကတော့ရုပ်ရှင်အသစ်တကားအကြောင်းမဟုတ်ပဲအနုပညာအတန်းဝိုင်းတွေကတကယ်လက်တွေ့ဘဝဇာလန်တစ်ခုပါပဲဒီဇာလန်ကတော့မြန်မာရုပ်ရှင်လောကတွေကအချမ်းသာဆုံးအောင်မြင်ဆုံးလို့ပြောလို့ရတဲ့နာမည်ကြီးပရိုဂျူဆာကြီးတဦးနဲ့တရုတ်ဆောင်မင်းသမီးကျော်တန်တာမိုးသိမ့်တို့ရဲ့အတိတ်ကအခြေအကျအကြောင်းပါပဲဒီကိစ္စတွေကဘယ်ကနေစပြီးတော့ပြန်ပေါ်လာ တာလဲဆိုတော့မကြသေးခင်ကပဲဆိုပါနာမည်ကြီးပရိုဂျူဆာကြီးကိုရွှေမန်းဟောင်း အရန်ကိုကြီးကျယ်ခမ်းနားတဲ့မင်္ဂလာပွဲကြီးတစ်ခုကျင်းပပြီးတော့ချုံမလှပတဲ့ပညာတတ်ဆရာဝန်မကြီးတဦးနဲ့လက်ထပ်လိုက်ပါတယ်။ဒီလိုခမ်းနားတဲ့မင်္ဂလာပွဲကြီးရဲ့သတင်းတွေထွက်လာတာနဲ့တပြိုင်တည်းမှာပဲလူရည်ရဲ့အာယုံကဒီပရိုဂျူဆာကြီးနဲ့နှစ်ပေါင်းများစွာတွဲခဲ့တဲ့ချစ်သူဟောင်းတန်နာမိုးသိန်းစီကိုချက်ချင်းပဲရောက်သွားပါတယ်။အထူးသဖြင့်တော့ဒါရိုက်တာပြင်းဟင်းတီဟာလိုအနုပညာအတန်းဝိုင်းတွေကလူရည်ရဲ့ပြောစကားအရပရိသတ်တွေကြားထဲမှာပရိုဂျူဆာကြီးကမင်းသမီးတန်နာမိုးသိန်းကိုပြစ်ပြီးပညာတတ်ဆရာဝန်မလေးကိုရွေးသွားခဲ့တယ်ဆိုတော့အချမ်းခံလိုက်ရတဲ့ဇလန်မျိုး အဖြစ်ကြည်ကြည်ပြန့်ပြန့်ဖြစ်သွားခဲ့ပါတယ်။လူတိုင်းကတဏှာမိုးသိမ့်အတွက်တနာနေခဲ့ကြပြီးတော့သူမကိုအဖြစ်ဆိုးလိုက်တာဆိုပြီးအဘိနေသိမ့်မှုတွေပြီးနေခဲ့ကြတာပါ။ ဒီလိုမျိုးတနာစရာဇက်ကောင်အဖြစ်နဲ့လူတွေကသတ်မှတ်နေချိန်မှာတနာမိုးသိန်းကိုရင်ကတော့အချိန်တစ်ခုထိတိတ်ဆိတ်နေခဲ့ပါတယ်။ဒါပေမဲ့အခုအခါမှာတော့တနာမိုးသိန်းတယောက်သူမရဲ့တိတ်ဆိတ်ခြင်းတွေကိုချိုးဖျက်လိုက်ပါပြီ။သူမရဲ့ဆိုရှယ်မီဒီယာကနေစပြောစရာမလိုပဲအားလုံးသိနေကြပြီမို့ဆိုတော့စာသားနဲ့အစာချေပြီးတော့ပရိသတ်တွေသိကျင်နေကြတဲ့လူတွေတနာနေကြတဲ့ဒီဇလန်ရဲ့နောက်ွယ်ကအမှန်တရားတွေအားလုံးကိုသိအောင်ဖွင့်ချလိုက်ပါပြီ။ ူမဖွင့်ချလိုက်တဲ့အကြောင်းအရာတွေကပြည်သက်တွေထင်ထားသလိုတနာစရာဇလန်းမဟုတ်ပဲထိတ်လန့်စရာကောင်းတဲ့ဇလန်းတစ်ပုဒ်ဖြစ်နေကြရကိုအင်အုပ်ပဲတွေ့ရပါတယ်။တနာမိုးသိန်းရဲ့ရင်ဖွင့်ချက်တွေမှာဘာတွေပါလာသလဲ။သူမရဲ့အဆိုအရပရိုဂျူဆာကြီးကစတွေတွေကဖောက်ပြန်ခဲ့ရလို့ဆိုပါတယ်။တယောက်နဲ့ယောက်တောင်မဟုတ်ပဲအယောက်90နီးပါးရှိခဲ့တယ်လို့သူမကအခိုင်အမာပြောပြထားတာပါ။အဲ့ဒီအချိန်ကမှအနုပညာလောကတွေကတသက်စတွေအပြင်ကဇင်ရောင်းတွေအကုန်ပါဝင်ခဲ့တယ်လို့ဆိုပါတယ်။ဒီကိစ္စတွေကိုပတ်ပင်းမိတဲ့အခါတိုင်း င်းမှာသူဟာဝင်းချတောင်းမနာမျိုးမဟုတ်ပဲအချက်ခွဲတာလားဆိုပြီးတော့ခြေပါလက်ပါလဲလေကောင်မှစောင့်တွန်းတာမျိုးတွေအထိအပြုတ်မှုတွေရှိခဲ့တယ်လို့ပြောပြခဲ့ရပါသူမဟာဒီအဖြစ်အပျက်တွေကိုလူပဲမှားတတ်ပါတယ်။စိတ်ရင်းကောင်းရှာတယ်၊စေတနာရှိရှာတယ်ဆိုတဲ့အကြောင်းပြချက်တွေနဲ့၃နှစ်၄နှစ်တာအထိအကုန်ခွင့်လွှတ်ပေးခဲ့တာပါ။ ဒါပေမဲ့လည်းရလာတဲ့ stress တွေစိတ်တန်ရာတွေကြောင့်လူရုပ်တောင်မထွက်တဲ့အထိဖြစ်ခဲ့ရပြီးတော့အဲ့ဒီစိတ်တန်ရာတွေကအခုထိကုသလို့မပြောက်သေးဘူးလို့ဆိုပါရယ်ပရိသတ်တွေထင်တယ်လို့သူမကအချမ်းခံရတာမဟုတ်ပဲသူမကိုယ်တိုင်ကမဖြစ်နိုင်တော့မယ်သီလို့ထားခဲ့တာလို့ပြောပြလိုက်တာပါတို့ဘဝမှာတို့ကိုထားခဲ့တဲ့တမိုင်းမရှိပါဆိုပြီးပြပြတသားပြောခဲ့ပါတယ်။သူမကဒီလိုဗီဇတွေကတသက်လုံးပြောင်းမှာမဟုတ်တော့မှန်းဒီလိုအုံနောက်သုံးပြီးတော့ထွက်လာခဲ့ရဖြစ်ပြီးတသက်လုံးဒူးနေမျက်ရည်မတုပ်ချင်လို့လို့ဆုံးဖြတ်ခဲ့တာပါ။ နောက်ဆုံးအဖြစ်ဆိုတစ်ခုကတော့ပရိုဂျူဆာကြီးဟာမင်္ဂလာမဆောင်ခင်အထိသူမစီကိုဖုန်းဆက်နေခဲ့တုန်းလို့ဆိုပါတယ်။ဒါပေမဲ့တန်နာမိုးသိမ့်ဘက်ကတဖက်မင်းကလေးအခုသူတို့သမီးကိုစာနာပြီးတော့ဖုန်းမကန်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ဒါကို SSD နဲ့တကွပြနိုင်တယ်လို့လည်းစိန်ခေါ်ထားပါသေးရဲ့။ပရိသတ်ကြီးတို့ရောတန်နာမိုးသိမ့်ရဲ့ဒီဖွင့်ချမှုတွေပေါ်မှာဘယ်လိုမြင်ပါသလဲ။လူတွေတနာနေကြတော့တိတ်ဆိတ်နေခဲ့ပြီးမှအခုမှထပြောတာကအမှန်ကန်တဲ့လို့ရလို့ထင်ပါသလား။မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။